ိမ်အောင်တက်တန်အနှစ်20ရှိပါပြီတဲ့အခုမှဟိုမိန်းမနဲ့ဆွဆွဲဒီမိန်းကလေးနဲ့ဆွဆွဲပြီးတော့အိမ်ကနေဆင်းသွားတယ်တဲ့ကျွန်တော်လည်းဘာမှမဖြစ်ပဲနဲ့ဘာလို့လဲဆရာဆိုပြီးတော့မေးထားတာပဲဖြစ်ပါလေခင်ဗျာစိတ်ဝင်စားစရာကောင်းတဲ့ဒီမေးခွန်းနဲ့အတူနောက်ထပ်ကျွန်တော်တို့ comment တစ်ခုကိုထပ်ပြီးတော့ဖတ်ကြမယ်ခင်ဗျာအဲ့ဒါကတော့သူတို့တွေအခုလိုဖောက်ပြန်တာတဲ့အာဖောက်ပြန်တာကိုပေါ့နော်သူတို့ကကိုကြောက်လို့ဖြစ်ရတာလို့သူတို့ရဲ့အပြစ်တွေကိုကိုတွေရဲ့အပြစ်တွေလို့ပြောကြသေးတယ်တဲ့တချို့တော့အိမ်တော်တွေတွေကတငယ်ချင်းပါလို့ ခေါင်းစဉ်တက်ပြီးတော့မှအတူပျော်ပါနေတဲ့ပို့တီပေါ်လိုင်းပေါ်တင်ကြတယ်တဲ့။သွေးမတော်သားမဆက်ယောက်ျားလေးတွေနဲ့ညာအိတ်ခီးစဉ်အတူတွာလာနေတဲ့မိန်းကလေးတွေကတငယ်ချင်းပါလို့ပြောနေတဲ့သူတို့ရဲ့အမျိုးသားနေရာကနေပြီးတော့အကိုဘလို့ထင်ပါလေလေတဲ့။ဒီလိုမျိုးလေးရှိလာလား။ကျွန်တော်ဒါဆိုရင်တော့လုံးဝကွာရှင်းပေးလိုက်မှာဖြစ်ပါတယ်။ကွာရှင်းပြက်စေလိုက်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တေးစာတို့ကဒဇင်းယောက်ျားလေးတောင်နေဒီလိုညာအိတ်ခီးစဉ်တွေတွားတဲ့ဆိုတဲ့ကသူတို့ဟာလုံးဝယုံသားမှုမရှိလို့ဖြစ်ပါတယ်ခင်ဗျ။ပြီးတော့ အကြီးစားရေးတာကောင်းတဲ့မျိုးသမီးတွေလည်းဒီလိုမျိုးမလုပ်ပါဘူးအဲ့တော့ဒီຢာနဲ့ပတ်သက်ပြီးတော့အရှိပိုင်းမှာမေးခဲတဲ့အရာပေါ့နော်ကျွန်တော်တို့သူ့ရဲ့အမျိုးသမီးကအနှစ်20ပေါင်းခဲ့ပြီဒါပေမဲ့အခုမှဆွတ်ဆွဲတယ်ဆိုတဲ့အဖြေကတေချာတာတစ်ခုကတော့သူတို့မှာနောက်ထပ်ဒီကိုယ့်ကိုပြဿနာမရှိပြဿနာရှာပြီးတော့သူကအာခဏကဒီပြောတဲ့အရာနဲ့ချိတ်ဆက်နေတာဖြစ်ပါတယ်သူတို့ကဖောက်ပြန်ချင်လို့နောက်တယောက်တွေ့ထားလို့ဒါတို့ဒီမျိုးအပြစ်မရှိအပြစ်ရှာပြီးတော့မှကိုဒီကိုဒါလမ်းခွဲချင်လို့သူမို့ကွာရှင်းချင်လို့သူကဒါတွားလိုက်တာဖြစ်ပါတယ်ဒါကိုကျွန်တော်ကလက်ခံ ထားရမှာဖြစ်ပါတယ်။ဒီနောက်ပိုင်းမှာပြောတဲ့ဒီကျွန်တော်တို့အာမိန်ကလေးပေါ့နော်မိန်ကလေးတိုင်းတော့လည်းမဟုတ်ပင်မဲ့တချို့တော့တော်တော်များများမိန်ကလေးတွေလည်းရှိကြပါတယ်ခင်ဗျာအခုလိုမျိုးအဲ့တော့ဒီနေရာမှာအရေးကြီးဆုံးချက်ကယောက်ျားလေးတွေအများစုနဲ့တိထားရမှာကအာအခုဒီပြိုလေးကိုကြီးရှုနေတဲ့လူပြိုတွေပေါ့အဓိကအပြိုလေးလည်းရှိနိုင်တယ်လူပြိုတွေလည်းရှိနိုင်တယ်ကိုကြီးစားစားပြီးထားကလေးကကိုချစ်သူစားပြီးထားတဲ့ကို အိမ်တောင်ပြုတ်မဲ့ကိုရဲ့အိမ်တောင်ဘတ်ဖြစ်ရွေးချယ်ထားတဲ့ အမျိုးသားတို့မဟုတ်အမျိုးသမီးအခုလိုမျိုးအကြည့်စာရတာကောင်းမကောင်းဆိုတာကိုကျွန်တော်ကစမ်းသပ်ရမယ်စမ်းသပ်ဆိုတာကအချိန်တစ်ခုပေးရမှာပေါ့နော်အခုချစ်အခုကြိုက်အခု များပြီးတော့တချို့တော့သူတွေနောက်ွယ်ကြမှာအကြီးစားရတာမကောင်းတဲ့သူနဲ့အခုလိုမျိုးညားသွားပြီးတဲ့အခါမှာကျွန်တော်အိမ်တော်တစ်ခုကိုပြန်ပြင်ဖို့အတွက်ဆိုတာအရန်ခဲရင်းပါလေဒါကြောင့်မို့မယူခင်မှာအချိန်လေးတွေပေးပြီးတော့မှစဉ်းစားပါအချိန်ယူပြီးတော့မှလေးလာပါလူတယောက်ကြောင့်ကိုမသိဘဲနဲ့အိမ်တော်မပြူကြပါနဲ့လို့လူငယ်များအားလုံးကိုလည်းပြောချင်ပါတယ်အခုခေတ်က online ခေတ်လေ online ပေါ်မှာတွေးကြတယ် အာကြိုက်ကြတယ်မြင်းမြန်းဆန်ကြိုက်မြင်းမြန်းဆန်ဆန်အခုလိုဖောက်ပြန်မှုတွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့အခုဒီကောမတ်ကတော့ဒါနှစ်ပေါင်းများစွာကြာနေကြပြီဒါအရင်ခေတ်တွေကတို့တော်များလည်းအခုလူငယ်တွေကိုဒါကျွန်တော်ကသင်ခန်းစာယူစေခြင်းနဲ့တို့တော်များလည်းအခုဒီလိုမျိုးလေးတွေဖြစ်လာတဲ့အခါမှာအာတို့တို့ကဝန်မခံဘူးတို့ရဲ့တငယ်ချင်းတွေပါအပြင်ဟိုသွားတယ်အာညာအိတ်ခီးစင်တွေသွားတယ်ဆိုတဲ့ကဒါဟာလုံးဝ မယူသားဘူးလို့ပြောလို့ရပါတယ်ခင်ဗျာတငယ်ချင်းဆိုရင်မိန်းကလေးတငယ်ချင်းဆိုကိစ္စမရှိဘူးဒါပေမဲ့တစင်းယောက်ျားလေးနဲ့ဒီမိန်းကလေးနဲ့နှစ်ယောက်သေးသွားတယ်ဆိုတဲ့ခီးစဉ်ဟာဘလုံကြီးထဲမှာယူသားတယ်ဆိုပြောလို့မရပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်ဆိုရင်တော့ကွာရှင်းပြလိုက်ပါမယ်လုံးဝဆက်ပြီးတော့ဘာမှလည်းမေးနေမှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့အဓိကက အခြေစာရိတာကောင်းတဲ့အမျိုးသမီးတွေလည်းအဲ့လိုမျိုးဘယ်တော့မှမလုပ်ဘူး။နောက်အဲ့တော့အခြေစာရိတာကောင်းတဲ့ယောက်ျားလေးတွေဆိုလည်းဒီလိုမျိုးဖောက်ပြန်တဲ့လုပ်တွေကိုမလုပ်ပါဘူးခင်ဗျာ။ဒါကြောင့်မို့လို့ဒီလိုမျိုးလေးတွေအခု line ပေါ်မှာတွေ့ရတယ်ပြီးတော့တော်တော်များများလဲဒီအခုနောက်ပိုင်းမှာဆိုရင်ဖောက်ပြန်တယ်ဆိုတဲ့အရာကို ဟိုခလီကစားလိုပဲပေါ့ပေါ့ပါပါလေးပဲတွေးပြီးတော့ဖောက်ပြန်ခြင်းတိုင်းဖောက်ပြန်နေကြတာများပါတယ်အဲ့တော့ကျွန်တော်အခုလိုလာပြီးတော့ပြောပြပေးဆိုတော့နောက်ထပ်တက်လာမဲ့ကိုယ့်ရဲ့သားသမီးရွယ်ကိုယ့်ရဲ့ဒီညီလေးရွယ်ညီမလေးရွယ်သူရဲ့သူမလေးတွေအရွယ်တွေကိုမပြတ်စည်းစေချင်ပါဘူးနောက်ထပ်နောက်ထပ်လာမဲ့လူငယ်တွေအားလုံးကိုအကြည့်စာရိုက်တာကောင်းပြီးတော့တကယ်အာဥပဒေပေါ့နော်တလင်တမယာစနစ်နဲ့တကယ်တရားကိုတရားတစ္ဆာရှိရှိနဲ့မြတ်တာတရားထားပြီးတော့မှ ခိုင်မြဲတဲ့အိမ်အောင်ရေးတွေဖြစ်စေခြင်းနဲ့စိတ်နဲ့ပြောပြပေးခြင်းဖြစ်ပါတယ်အားလုံးဖောက်ပြန်ခြင်းကင်းတဲ့ချစ်ခြင်းတွေနဲ့သာဆုံပြေးကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ